အလုံးမဲ့မင်္ဂလာပါ UK Playbook ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကဟလောင်းဘေးမှာ cruise တော်စီမှာပေါ့နော်တညာ8နေရတော့မှာဖြစ်ပါတယ်ဆက်ပြီးတော့ live ကြည့်ကြပါအောင်နော် ဒီ VNN ခီးစင်မှာကိုခေါင်းအစားဆုံးကတော့ဒီဟလောင်းပေးမှာဘယ် cruise ကိုရွေးချယ်ရမယ်ဆိုတာပါပဲပေါ့နော်ဟလောင်းပေးမှာသူကလေ cruise company ပေါင်း900ကျော်ရှိတဲ့အပြင်ကိုကိုက day trip ပဲသွားမှာလားတညအိမ်မှာလားနှစ်ညအိမ်မှာလားပုံမူတည်ပြီးတော့လဲရွေးချယ်လို့ရတယ်အဲ့ဒါတွေအပြင်ကိုကိုသွားချင်တဲ့နေရာတွေပုံမူတည်ပြီးတော့လဲရွေးချယ်လို့ရတယ်ပေါ့နော်နောက်ဆုံးတော့ကိုလည်းအရန်ကောင်းစားလာတာနဲ့အတိသွားဘူးတဲ့ဒီ Genesis ဆိုတဲ့ cruise ကိုပဲရွေးချယ်ပြတယ်ပေါ့နော်အဲအဓိကအကြောင်းရင်းကတော့ဒီ Genesis cruise က တခြား cruise တက်ဆာလို့ရှိရင်သူကလူနည်းနည်းလေးပိုနေတယ်ပေါ့နော်ဟိုလူများတာအရင်ကြီးမကြိုက်တာရယ်ပါတယ်နောက်ပြီးတော့ကြတော့သူက activities တွေအများကြီးမသွားတော့ဒီတစ်ခါကိုကလူကြီးရင်းနဲ့လဲသွားတာဖြစ်တဲ့အတွက်ကြောင့်အဲ feedback လဲကောင်းနေဆိုတော့သူ့ကိုပဲရွေးချယ်ပြပါတယ် ဒီ cruise ဈေးမနေရာကိုရောက်ဖို့အတွက်ကိုပေါ့နော်အဲဟန်နွိုင်းမြို့ကနေပြီးတော့ကားလဲငှားမှာအလုရှုပ်တာနဲ့ကိုလည်းသူတို့ကိုပဲ transfer season ခိုင်းလိုက်တယ်သူတို့က hotel ထိကားလာကြိုပေးတယ်ပေါ့နော်အဲ့ဒါကတော့ဒီ hotel ငှားကတယ်မှာမပါဘဲနဲ့တတ်တတ်ထပ်ပေးရတာပေါ့နော် transfer fee ကကိုကအခန်းကိုနှခန်း book လုပ်ထားတယ်သူကတခန်းကိုဒေါ်လာ30အဲ့ဒါကအသွားတစ်ကြောင်းပဲပေါ့နော် round trip ဆိုရင်တော့ဒေါ်လာ60ဆိုတော့တခန်းကိုဒေါ်လာ60နှခန်းပေါင်းဒေါ်လာ120ကျခဲ့ပါတယ်လူကတော့9ယောက်ပေါ့နော် ဒီဟနွိုင်းမြို့ထဲကနေပြီးတော့ဟိုတယ်ကနေပြီးတော့ကိုရီလာတာအ ਨੇ ဆုံးသူကလေနှစ်နာရီလောက်သွားတယ်။သွားပြီးတော့ဗာအခုမြင်ရတဲ့စိတ်ကန်းကိုရောက်တယ်။စိတ်ကန်းမှာဒီလိုမျိုး lobby တွေအများကြီးလုပ်ထားတယ်ပေါ့နော်။ဒီ lobby ထဲမှာခဏနားရတယ်။ပတ်စံရှင်နာပါညာလောက်ရတယ်ပေါ့။တကယ်ကိုစီးရမဲ့ cruise ကြီးကဒီစိတ်ကန်းလေးကသေးတော့ရက်လို့မရအောင်ဒီစိတ်ကန်းကရေးတိတ်နေဆိုတဲ့အခါကျတော့သူကအဝေးမှာရက်ထားရတယ်ပေါ့နော်။အဲ့ဒီစီးရမဲ့ cruise ကြီးကိုရောက်ဖို့အတွက်ကသင်္ဘောသေးလေးတွေထပ်စီပြီးတော့သွားပါသေးတယ်။ဒီ cruise အသေးလေးတွေစီး ီးတာကတော့ကိုမတ်မီးတလောက်ပြောရရင်မိနစ်20လောက်တော့ကြာမယ်ထင်တယ်အထဲမှာကကြတော့ဒီ hotel က manager ကဟို briefing ပေးတယ်ပေါ့နော်ဘာတွေလုပ်မယ် itinerary တွေကဘာတွေပါဆိုပြီးတော့ပြောတာမျိုးတွေရှိပါတယ် ကဲနောက်ဆုံးတော့ရောက်ပါပြီရောက်ရောက်ချင်းမှာတို့ကဒီလိုမျိုးနှစ်စီပန်းလေးကျဲပြီးတော့ကြိုးဆိုရဲပေါ့နော်ပြီးွားတဲ့ခါကျတော့ welcome drink တိုက်တဲ့စင်ချောင်းဆိုပြီးတော့မင်္ဂလာပါဆိုပြီးတော့နှုတ်ဆက်ကြရဲပေါ့လေအဲ့ဒါပြီးွားလို့ရှိရင်တော့သူကသုံးလာရှိရဲပေါ့နော်ဒုတိယအလွှာအောင်တက်ပြီးတော့ lunch တွေ့တာဖြစ်ပါတယ် ဆိုတော့ဒုတိယတက်မှာ restaurant ရှိရပေါ့နော် restaurant တွေအပြင်ကိုတခြား hotel အခန်းတွေလည်းနည်းနည်းရှိသေးတယ်အဲ welcome drink ပေးတယ်ပြီးတော့ coke group နဲ့ကိုထားရတယ်ပေါ့နော်စပွဲတွေအစောတွေက set လုပ်ပြီးသားပေါ့နောက်ပြီးတော့အဲ့မှာတခါတယ်အဲ itineraries list ကိုလည်းခါတယ်ပေးပါတယ်ပေါ့နော် နောက်က view တွေကလည်းတော်တော်လေးလှတယ်နေလဲစားစားတယ်ပြီးတော့အခါကျတော့အဲကိုနေရမယ် hotel ရဲ့ room keys တွေဘာတွေကိုပေးပြီးတော့ hotel ကန်းကိုသွားရပါတယ်ကိုရီတဲတာကအောက်ဆုံးတက်ပေါ့နော်အဲ restaurant ရဲ့အောက်တစ်ထပ်မှာတဲတာသူကအခန်းဝမှာကိုရီးယား luggage လေးတွေကိုအခုလိုမျိုးလေးချထားပေးပါဗျာ ကဲကို room tour လေးလုပ်ပြပါမယ်ဒီအခန်းကကို book cloud တော့ကသူက junior suite ocean view with private balcony ပေါ့နော် genesis မှာကလေသူက executive suite တို့ premium suite တို့လည်းရှိသေးတယ်အဲကိုထင်တာကတော့ဒီ veranda ကပိုကျယ်ပြီးတော့ view ပိုလှတယ်အခန်းနေဖြစ်ဖို့များတယ်ပေါ့နော်အခန်းလည်းနည်းနည်းပိုကျယ်မယ်ပေါ့ဒီခန်းလေးလည်းမစိုးပါဘူးသူက double bed ပါတယ်ပြီးတော့လို့ရှိရင်ခြေရဲမှာကြတော့အခုလိုမျိုးဒီမှန်အကြီးနဲ့ပေါ့နော်အပြင်က view တွေကိုမြင်အောင်လုပ်ပေးထားတဲ့နေရာ ာလဲပါတဲ့အခါကျတော့အကယ်၍ပေါ့နော်ဟလောင်းပေးမှာတခါတလေရာသီဥတုတိတ်မကောင်းမယ်နဲ့မိုးရွာတယ်ဆိုလို့ရှိရင်လဲပေါ့နော်အပြင်ထွက်နေစရာမလိုပဲနဲ့အထဲရနေဖြူတွေကိုခန်းစားလို့ရပါသေးတယ်ကဲပြင်ထွက်ကြည့်အောင် ဒီအပြင်ကဝရန်တာလေးကတော့အကျယ်ကြီးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အပြင်မှာကျတော့ရာသီဥတုတွေလည်းနည်းနည်းလေးအေးတယ်ကိုတော်တော့က February လာဇန်လောက်ဆိုတော့သူတို့စီမှာစောင်းရသည်ဆိုတော့လေရာသီဥတုအေးစိမ့်စိမ့်လေးမှာပေါ့နော်ဒီလိုအနွေးတဲ့လေးဝက်အဲဝရန်တာလေးမှာထိုင်းကော်ဖီလေးတောက်ပြီး cheese လုပ်လို့ကောင်းတဲ့နေရာလေးလို့တော့ကိုကတော့ထင်ပါတယ်ပေါ့နော် ကဲရေချိုးကန်ကိုချက်ပြပေးပါမယ်ရေချိုးကန်ထဲမှာသူကဘတ်တက်ပါတယ်ဘတ်တက်ရဲ့ဘေးမှာ brain box ရှိရိုက် brain box ကိုဖွင့်လို့ရရတယ်အဲဘေးနာကတခြား cruise မဖြတ်သွားရင်တော့အဆင်ပြေတယ်ပေါ့နော်တခြား cruise ဖြတ်သွားရင်တော့ကိုယ်တန်းပြီးမြင်နေရမှာဖြစ်ပါတယ်နောက်ပြီးတော့သူ့မှာကဟိုဟာဒီ dryer ပေးထားရတယ်ရေချိုးဆက်ပြလေးတွေပေးထားရတယ်နောက်ပြီးတော့သူ့မှာဟိုဘက်ချမ်းမှာလည်းရေချိုးဖို့ပေါ့နော်ရေချိုးကန်းတသက်နဲ့အင်္ဂါတသက်ပါပါသေးတယ်။ခန်းကိုလှပတ်ကြည့်ပြီးရခါကျတော့ကို ဘရန်ဒါမှာတွက်ပုံရိုက်တယ်ပြီးတော့ coffee လေးတောက်ပြီးတော့ခဏနားရေပေါ့လေနှစ်နာရီခွဲကြတော့သူကအဲ့လိုအခန်းထဲကနေပြီးတော့ speaker နေပြီးတော့သူတို့ activities တွေလုပ်ဖို့ခေါ်တယ်သူတို့ dark and bright cave ကိုသွားလည်မယ်ဆိုပြီးတော့လိုက်ချင်တဲ့သူတွေ lobby ကိုဆင်းလာပါဆိုပြီးခေါ်ပါတယ် တော်ကနလိုပဲပေါ့လေ cruise အကြီးအမားတစ်စင်းခြားထဲမှာအဲ့လိုမျိုး cruise အသေးလိုမျိုးထပ်စီပြီးတော့ဒီနေရာကိုရောက်လာတာပေါ့လေအဲအခုမြင်ရတဲ့အတိုင်း bamboo boat ဆိုတဲ့အလေလေးတွေနဲ့လည်းသွားလို့ရသလိုကိုယ့်အတကိုကာယကင်းလုပ်ပြီးလည်းသွားလို့ရတယ်ပေါ့နော်အဲကိုရီးယားကလူကြီးတွေလည်းပါတယ်ကိုယ့်အကိုလည်းကာယကင်းလုပ်ဖို့က confidence မရှိတာနဲ့အဲ့ဒါနဲ့ကိုရီးယားတော့ bamboo boat ကိုပဲစီးဖို့ရွေးချယ်ခဲ့ပါတယ် ဒီဘန်ပူပုတ်ကလူ6ယောက်ဆန်တယ်ပေါ့နော်တကယ်တကယ်လေစည်းချိန်ကကြတော့စုစုပေါင်း45မိနစ်ပဲကြာတယ်ပေါ့နော်အခြားမှာကာယကင်းလုပ်နေတဲ့သူတွေလည်းရှိတယ်ဒီထဲမှာကလေနောက်ပြီးတော့ဒီမှာသွားရင်းနဲ့တောင်နေရံတွေမှာမြောက်ကိုတွေ့ရင်ကန်ကောင်းတယ်ဆိုပြီးကိုလည်းကိုကင်မရာနဲ့အပြတ်တက်လိုက်ရိုက်တာမြောက်ကဟိုးတောင်လေးမှာတတလေးပဲပါသွားတယ်ကင်မရာကသေးတော့လေမြောက်ကိုရိုက်နေတာလားဘာကိုရိုက်နေတာလဲဆိုတော့ကိုယ့်အကိုလည်းမမြင်ရတဲ့ခါကြတော့ပေါ့နော်ကိုလေးတော့မြောက်ကိုမြင်ခဲ့တဲ့ခါကြတော့အဲကန်ကောင်းတယ်ဆိုပြီးတော့သူတို့ကတော့ တတ်မှတ်ကြရတယ်ပေါ့နော်။နောက်ပြီးတော့ဒီတဲမှာသွားနေတဲ့တောက်လျှောက်မှာလည်းဒီလိုဘန်ဘူးပုတ်တွေအများကြီးခါလေကြရင်တို့ကစသလိုနောက်သလိုနဲ့လေဒီလှေတစ်ခုနဲ့တစ်ခုလိုက်တိုက်တာမျိုးတွေလည်းရှိတယ်ပေါ့လေ။ ဒီလှေစီးရတာလေအပြင်မှာတော့တော်တော်လေးကိုตายရတယ်အခုကိုဗီဒီယိုထဲမှာပြကြည့်တော့အားလောင်းမရအောင်ပေါ့နော်အပြင်မှာတော့တော်တော်ကိုစိမ့်စိမ့်ဆူဆူနဲ့တပါရရနေရလေးပေါ့နော်အဲအခုမြင်ရတဲ့ဂူကသူတို့ပြောရဲ Dark and Life Cave ပေါ့အဲဘာနဲ့တူလဲဆိုတော့ကိုရီစီကလေဒီဖအန်ကဂူနဲ့တောင်ခက်စစ်စဲမယ်ဒီဂူအောက်ကိုပဲလေကလေးတွေနဲ့ဖြတ်သွားတယ်ဒီဂူဆုံးကနေပြီးတော့ပြန်ထွက်သွားပြီးဝိုင်းဟိုဘက်မှာလိုလမ်းပိတ်ကြီးလိုဖြစ်သွားတဲ့အခါကျတော့လှေကအဲ့ကနေပြန်လှည့်ပြီးလာရလမ်းတိုင်းပြန်လာတဲ့လမ်းကြောင်းမျိုးပါ ီဘန်ဘူးဘုတ်စီးပြီးတော့ပြန်သွားလို့ရှိလို့ရှိရေပေါ့เนาะကိုရီးယား cruise ကသူက လန်ဟာဘေးဆိုတဲ့နေရာမှာသူကရက်ထားတာပေါ့เนาะအဲ့မှာသူကရေကူးလို့ရတယ်အဲခရုစ်အကြီးပေါ်ကနေခုံချပြီးတော့ဒီပလဲထဲမှာရေကူးကြတဲ့ဟာမျိုးရှိရပေါ့เนาะကိုကတော့ရေလဲမကူတတ်တာနဲ့အပြင်မှာရှိတယ်ဒီဂျက်ကူစီထဲမှာပဲအဲရေဆော့ဖြစ်ပါတယ်အဲကိုရီသွားတဲ့အခေါက်မှာကလေဘသူမှရေလဲထွက်မကူသလိုဘသူမှလည်းဒီထဲလာမစိမ့်တဲ့ခါကျတော့အဲကိုရီကြီးပဲရှိသလိုပို့ပြီးတော့လွတ်လွတ်လပ်လပ်ပျော့ပျော့ပါပါဆော့ခဲ့ရတယ်ပေါ့လေ ပုံမှန်သူကရေကူးတဲ့အချိန်က9နာရီခွဲထိပဲပေါ့နော်အဲ9နာရီခွဲကနေ9နာရီကြာတော့သူက happy hour လို့သတ်မှတ်ပြီးတော့အပေါ်ဒီ cruise ရဲ့အပေါ်ဆုံးဓာတ်ပေါ့သုံးရွာမှာသူကဘားရှိတယ်အဲ့ဘားမှာသူက sunset party ဆိုပြီးတော့ drink တွေတောက်ကြတယ်ပြီးတော့ဒီပေါ့နော် Vietnam ရဲ့ cooking demonstration ဆိုပြီး spring roll တွေကိုဘယ်လိုလက်ရလဲဆိုတာတွေသင်တဲ့အချိန်ရှိတယ်ပေါ့နော်ဒါပေမဲ့ကိုသွားတော့ကြတော့ဒီရာသီဥတုမကောင်းတော့နေဝင်ချိန်မပြောနဲ့နေတော့မမြင်ရတဲ့အခါကျတော့ကိုအဲ့ sunset party လို့ တော့မသွားဖြစ်ဘူးပေါ့เนาะနောက်တစ်ခုကကြတော့ကိုရောက်သွားတဲ့ချိန်မှာလဲ cooking demonstration ကိုမမီတဲ့အခါကြတော့ကိုဘသာကိုပဲဒီ spring roll တွေကိုဟိုဟာရှောက်လိုက်ကြည့်ပြီးတော့ရှောက်စားကြည့်ရပေါ့เนาะအဲ့ဒါပြီးတဲ့အခါကြတော့ကို dinner က9နာရီမှ dinner စကြွေပါတယ် ညနေ9နာရီကျတော့အရင်မနက်ကအဲ့လိုမနက်စာစားတဲ့ဒုတိယတက်ကိုပဲသွားပြီးတော့တင်နာသွားစားတယ်ပေါ့နော်တင်နာမှာတို့ကအများတန်းဒီလိုပေါ့နော် birthday party လို့ပါလို့ request လုပ်လို့ရတယ်ဒီနေ့အများတန်းအဲ့လိုမျိုး surprise party လေးတွေအများရှိတတ်တယ်ပေါ့နော် happy birthday ဒင်နာပြီးတော့ည8နာရီခွဲလာမှာတို့ script fishing လုပ်ချင်ရေအပေါ်ဆုံးက root of bar မှာလုပ်လို့ရတယ်ပြောပါရတယ်။ကိုကတော့ AA စစီပဲနေကျင်တာဖြစ်တဲ့အတွက်ကြောင့်ပထမညကိုဒီတိုင်းလေးပဲကုန်ဆုံးခဲ့ပါတယ်။ တနေ့မနက်6:55မှာထိုက်ချစ်တင်ပေးတာမျိုးရှိရဆိုပေမဲ့အစစောလည်းမထကြင်ဘူး AC လေးပဲနေကြတာဆိုတော့ကိုကတော့မနက်မှာတို့6:45နဲ့9:45မှာမနက်စာကျွေးရပေါ့နော်အဲဒီမနက်စာကိုကိုတော့စလိုက်ပါသေးတယ်အဲဒီမနက်စာကတော့ရိုးရိုးရှင်းရှင်းမှာပဲနက်စာစားပြီးတော့ဒီ cruise ရဲ့အပေါ်ဆုံးတက်ကိုသွားပြီးတော့တက်ပြီးတော့ကိုတက်ပုံလေးပါလေးသွားရိုက်လိုက်ပါသေးတယ်အဲ cruise ရဲ့အကြောင်းလည်းနည်းနည်းပြောပြချင်ပါတယ်ဒီ Janet Cruz ကသွား၃လွာရှိတယ်အောက်ဆုံးတက်ကတော့ hotel ခန်းနေကြီးပဲဒုတိယအလွာ restaurant နဲ့ချို့ hotel ခန်းနေရှိပြီးတော့ဒီအပေါ်ဆုံးတက်ကတော့သူကအပုံမှန်ဆိုတော့ဘာရှိတယ်ပြီးတော့အခုမြင်ရတဲ့ panoramic view မြင်ရတဲ့နေရာအကျယ်ကြီးရှိတယ်မနေ့စောစောတက်ရင်အဲသူကဓာတ်ပုံတော်တော်လှလှလေးရိုက်လို့ရတဲ့နေရာလေးပေါ့နော်နောက်ပြီးတော့ဈေးနှုန်းလေးတွေလည်းသိချင်မယ်ထင်လို့ကိုဈေးနှုန်းလေးတွေအကြောင်းလည်းနည်းနည်းပြောပြချင်ပါတယ်ကိုယူခဲ့တဲ့အခန်းက junior suite ocean view with private balcony ပေါ့နော်အဲ့ဒီအခန်းက VNN တောင်83,000 4,600ပေးရပါတယ်သူကလေ VNN တောင်နဲ့လည်းပေးလို့ရတယ် US ဒေါ်လာနဲ့လည်းပေးလို့ရတယ်ပေါ့နော်အကယ်၍ကိုက credit card တို့ bank transfer တို့နဲ့ပေးမယ်ဆိုရင် transaction fee 4%ဖြစ်တဲ့အတွက်ကြောင့်ကိုကတော့ cash နဲ့ပေးတာကပိုတန်တယ်လို့မြင်နေပေါ့နော်ဒီ package ထဲမှာကသူကအကုန်နီးနီးပါတယ်အဲမပါတာဆိုလို့ပေါ့နော် drink နေယူတော့သူကပတ်စံတောက်တယ်ဥမာကိုက coffee တောက်မယ်နောက်တစ်ခုကအေးတောက်မယ်နောက်တစ်ခုကကြာတော့ beer တို့အရက်တို့တောက်ချင်တယ်ဆိုရင်တော့အဲ့ drink ပိုးတွေကကြာတော့ပတ်စံထပ်ပေးရတယ်ကျန်တာတွေကတော့အကုန်ပါပါတယ်ရေလည်းပါတယ်ပေါ့ free ရတယ်အဲအဲ့မဒီမတိုင်ခင်တော့ကလေကို ဘလော့တစ်ခုကိုဖတ်ကြည့်လိုက်တယ်ပေါ့နော် crux တွေကရေမပေးဘူးရေဝဲတောက်ရတယ်ဆိုတဲ့အခါကျကိုရေဘူးတွေအများကြီးတည်သွားတာပေါ့နော်အရင်ရီရတာပြီးလည်းပြီးတော့ဟိုလည်းရောက်တော့ရေတွေပေးတော့အဲ့ရေဘူးတွေအလေးခံပြီးပြတ်သိမ်းလာပါတယ် genesis crux မှာတော့ရေပေးပါတယ်ကြိုက်တဲ့လောက်ယူလို့ရပါတယ်အဲ့ဒါပြီးတော့နေ့လယ်၁၇နာရီမှာသူတို့ brunch ဆိုပြီးတော့ buffet ကျွေးပါသေးတယ် buffet လေးတွေကိုလည်းကြည့်ကြည့်လို့ရအောင်ဗီဒီယိုထဲမှာထည့်ထားပေးပါတယ် branch စာပြီးွားရင်တော့ check out လုပ်ပြီးတော့ ဟနွိုင်းကိုအဲပုံမှန်အတိုင်းပဲ cruise အသေးလေးစီးပြီးတော့ပြန်သွားလို့ရှင်နေ့လည်17နာရီ17နာရီလောက်ဆိုဟနွိုင်းကိုပြန်ရောက်ပါပြီကိုရဲ့ဟလောင်းဘေး blog လေးကိုတော့ဒီမှာပဲအဆုံးသတ်ပြရစီအဲ genesis cruise ကိုကိုရွေးချက်ပြတာကိုကတော့ဘာမှသိမ့်မလုပ်ချင်ပဲနဲ့ပေါ့နော်ဒီပေါ်မှာပဲအလှပါပို့ပြီးတော့ခံစားချင်တဲ့သူမို့လို့ဒါကိုရွေးချက်တာဖြစ်ပါတယ်အကယ်၍ကိုကိုကပေါ့နော် cave တွေတခြားလှတဲ့နေရာတွေပို့သွားချင်တယ်ဆိုရင်တော့လေအများကြီး option တွေရှိပါသေးတယ်အဲတခြား blog တွေမှာလည်းပြန်တွေ့ချင်ပါတယ်တတား